မင်္ဂလာပါသားတို့သမီးတို့ရေဆ iam မနာမည်ကဆ iam မဖော်ဖော်လို့ခေါ်ပါတယ်ဆ iam မက Tan Story Project ကထုတ်ဝေထားပြီးကံပါရေးသားထားတဲ့ Oh is it me ဆိုတဲ့ပေါ်ပင်စာအုပ်ကိုလာပြီးဖတ်ပြပေးမှာဖြစ်ပါတယ်ကာတွန်တရုပ်ပေါ်ကတော့တတူစီလင်းဖြစ်ပါတယ်မောင်ကြီးဦးမောင်ကြီးခွန်းနဲ့မောင်ကြီးဦးဖုံးတို့ကတော့တငယ်ချင်းတွေပါ တို့ဟာကုတ်ကုတ်ပင်ကြီးအောင်မှာအတူနေကြတာပေါ့ခရီးသွားတွေကလည်းတန့်ရှင်အေးများတဲ့ရေကိုတောက်ပြလို့သူတို့ကိုချစ်ကြရဲ့ဒီလိုအေးများတဲ့ရေကိုတောက်ပြတာအမုန်းကိုပြေသွားတာပဲလို့ရေသွားသူကဆိုနေဂျာဂူရေအိုကကြားတော့အခုလိုတွေ့တယ်မြတ်သားရေကိုအေးအောင်လုပ်ပြတာရေခွက်နဲ့ရေအိုဖောက်ကဘာမှလုပ်ပြတာမဟုတ်ဘူး အဲ့ဒီလိုပါပဲရေခွဲကလည်းငါမရှိပဲအိုချင်ကရေကိုသူတို့ဘယ်လိုခတ်ကြမလဲငါသားလည်းအရေးပါဆုံးပါလားရေဦးခုကလည်းငါကရေချဲဖို့အမိုက်ကမဝင်အောင်ကာကွယ်ပေးနေရတာဒီအတွက်ဘယ်သူမှမလို့ငါရှိဖို့ပဲတို့ဒီလိုနဲ့ပဲရေဦးရေခွက်နဲ့ရေဦးဖုံးဖို့ဟာစိတ်ဝင်ရွယ်ပွဲတော့တယ်ဒီဟာကုတ်ကုတ်ပင်အောင်မှာနေခဲ့တယ် ရေအုပ်ဖုံးကတော့တစ်ပင်ကြီးအောင်ကိုချက်သွားပြီးရေခွက်ကတော့လမ်းပေါ်မှာနေနေရတယ်။အဲဒီလိုတကွဲတပြားစီဖြစ်နေကြတဲ့သူတို့ဟာခရီးသွားတွေကိုပြောအောင်မလုပ်ပေးနိုင်တော့ဘူးလေ။တပူနဲ့ကြံ့ရစ်နေတဲ့ရေအုပ်လေးဟာရေအုပ်ဖုံးမရှိတာကိုအမိုက်တွေပြည်လာတာပေါ့။ခရီးသွားတွေမှာလည်းရေခွက်လည်းမရှိရေအုပ်ဖုံးလည်းမရှိညစ်ပတ်နေတဲ့ရေကိုဘယ်လိုတောက်ကြတော့မှာလဲနော်။ အဲ့ဒီအချိန်မှာရေဦးလေးဟာသူ့သူငယ်ချင်းတွေကိုလမ်းခေါ်လိုက်တယ်။သူငယ်ချင်းတို့ရေလူတွေဟာရေတောက်ဖို့လိုအပ်နေတာမို့ငါတို့တွေစစ်စစ်လုံးလုံးပြင်းပြကြဖို့အရေးကြီးရဲ့။ဒါကြောင့်မင်းတို့ပြန်တော့ခဲကြပါလို့ဆိုရတယ်။အဖြစ်အပျက်တွေကိုမြင်နေရတဲ့ရေဦးဖုံးတဲ့ရေခွက်တို့ကလည်းတယောက်တည်းနဲ့အတုံးမဝင်မှတိလောက်ကြတာပေါ့။ န့်ရှင်အင်းများရဲ့ရေကိုရောက်ဖို့သူတို့တွေစီကုံကြဖို့လိုအပ်နေပါတယ်။ခရီးသွားတွေတန့်ရှင်အင်းများရဲ့ရေကိုတောက်ဖို့ငါတို့အတူတူအလုံးလုံးကြရအောင်လို့ရေအိုလီကပြောလိုက်တယ်။ရေအိုလီပြောတာဟာအမှန်လဲဆိုတာကိုသူတို့တွေကဂုံလုံးနားလည်သွားကြတယ်။သူတို့သာအတူတူစစ်စစ်လုံးလုံးရှိကြမယ်ဆိုရင် လူတွေလည်းပျော်ရွှင်ရပြီးသူတို့လည်းပျော်ရွှင်ရမယ်မဟုတ်လားဒါကြောင့်သူတို့ဟာသူတို့အရင်နေခဲ့တဲ့ကုန်းကုပ်ပင်လေးအောက်မှာအတူတကွပြန်နေကြပြီးအေးသွားတဲ့အတွက်တန့်ရှင်အင်းများရဲ့ရေနဲ့အမြဲပျော်ရွှင်စေတော့တဲ့ကွယ်ပုံစံလေးကတော့ဒီလောက်ပါပဲ